ယနေ့ဒီဇင်ဘာလ29ရက်မနက်9နာရီလောက်ကတည်းကစတင်လောင်ကျွမ်းခဲ့တဲ့မင်္ဂလာတောင်ညွန်ဆက်ဆန်းမှာရှိတဲ့ကိုရောင်နေမီလောင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ဆက်လက်စုံစမ်းဖော်ထုတ်ဖို့လိုအပ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲ့တိုင်းရင်းသားကြီးရဲ့ရခိုင်ဝန်ကြီးဦးစော်အေးမောင်ကပြောကြားလိုက်ပါတယ်။သူ့အနေနဲ့တာမန်ပေါက်ကွဲမှုမဖြစ်နိုင်ဘူးလို့ရှုမြင်တဲ့အပေါ်ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်းမဲ့ကျွန်တော်နှစ်နာရီ15 20လောက်ကျွန်တော်ရောက်သွားတယ်ကျွန်တော်ရောက်ပြီးတော့လုံလုံရေးရဝင်ကြီးဗိုလ်မှူးကြီးတင်ဝင်ရောက်လာတယ်တိတ်မကြခင်မှာပဲဒေါက်တာမြင့်သိန်းလူမှုရေးဝင်ကြီးဒေါက်တာမြင့်သိန်းနဲ့လာတယ်ဝင်ကြီးဦးသန်းမြင့်ရောက်လာပါတယ်ဆက်လာပြီးတော့တော့ရန်ကုန်တိုင်းမှာရှိတဲ့ရဲခရိုင်ရဲမင်းကြီးတွေဟိုကုတ်ကဲရဲမှုကျုပ်တို့ပါတော့အကုန်ရောက်လာပြီးတော့ကုတ်ကဲမှုတွေလာပြီးတော့အကုန်လုံးထိန်းသိမ်းပါတယ်အကောင်းဆုံးလုပ်ကြတယ်လို့တော့တွေ့တယ်ရှင်ကြီးတွေလည်းလုပ်ပေးနေတယ်နောက်ပြီးတော့သက်ဆိုင်ရာလူညုံကြီးတွေလည်းဒီဖြစ်တဲ့ဖြစ်စဉ်ကိုစုံစမ်းနေတယ်လို့သိရပါတယ်ကျွန်တော်အမြင်ပြောရရင်ဒီက Chemical ကွဲတာတို့ပီပါကွဲတာတို့စီကွဲတာတို့ဒီတရားသေးကကွဲတာတို့မဖြစ်နိုင်ဘူးဒါတခုခုပောက်ကွဲနေတတ်တဲ့ပစ္စည်းပေါ့နော်အဲအဲ့ဒါတွေကကွဲတယ်လို့ကျွန်တော်ထင်တယ်နောက်ချင်းကြီးဖြစ်သွားတယ်လို့လည်းကြားတယ်အခုကွဲတာကြီးကကိုမိုးကြိုးအလုံး၃50လောက်ပြစ်လိုက်တဲ့အမှန်ထက်ကျယ်သေးတယ်အဲ့လောက်ကျယ်အောင်ကိုကလည်းဒီလောက်ကွဲတဲ့ဟာကြီးကဒါဒါကင်မီကယ်ကွဲတာတော့ကိုအဲ့လောက်ပဲကျယ်နေအဲ့လောက်ပြည့်စုံပေးရမလဲ ်ကိုယ့်အကိုအုံနေရနေအကိုပွင့်ထွက်သွားပြီးတော့ကိုအဲ့ဒီနားမှာရှိတဲ့ guide 200 300လောက်မှရှိတဲ့အိမ်တွေမှာအကုန်ပြိုကြဒါပြင်ချောရဲ့တစ်ဖက်ကမှရှိတဲ့ဗလာဘက်ကအိမ်သုံးလုံးနဲ့ပြိုတယ်ဒီမြေထဲမှာသွားနေတဲ့မော်တော်ပုတ်ပါပြင်းနေကွာဖြတ်သွားတယ်ခါတယ်။ explosive တွေဒါက chemical ကွဲလာမှမဟုတ်ဘူး။ဒီမတာမီတာအိမ်တွေမှန်နေကွဲတယ်ဒီဘက်ကစောင်းပလာဇာမှန်နေကွဲတယ်။ဒီအာတော့ကရက်ကွက်ဒီမှာမှန်နေကွဲတယ်အကွာလေးဒီဘုံကလေးတန်လှိုင်းတရားအောင်ကြားတယ်။ကျင်းစင်ကကြားတယ်ပောက်ကွဲမှုကြီးကဒါဘလို့လို့ chemical ဖြစ် ပောက်ကွဲမှုနဲ့ပတ်သက်တဲ့အသေးစိတ်ကိုတော့တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကတရားဝင်ထုတ်ဖော်ပြောကြားတာမျိုးတော့မရှိသေးပါဘူး။အခုပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့ကိုရောင်တွေကစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနပိုင်တွေဖြစ်ပြီးတော့ public ကတွေကိုပြန်လည်အငှားချထားတာလည်းဖြစ်ပါတယ်။ဒီကိုရောင်တွေထဲမှာပါပစ္စည်းတွေကိုတူလောင်ထားတယ်ဆိုတာကိုလည်းတိတိကျကျမသိရသေးပါဘူး။ညနေ3:00နာရီထိနောက်ဆုံးသိရတဲ့သတင်းတွေအရမီးလောင်ပောက်ကွဲမှုကြောင့်တေဆုံးသူအမျိုးသား12ဦးအမျိုးသမီး9ဦးဒဏ်ရာရရှိသူအမျိုးသား62ဦးအမျိုးသမီး18ဦးရှိတဲ့အကြောင်းဒါပြင် အမျိုးသား26ဦးနဲ့အမျိုးသမီး15ဦးတို့လည်းပျောက်ဆုံးနေတယ်လို့လည်းသိရပါတယ်။ဟိုကဟိုကရှောက်ဖြစ်နေတယ်သူတို့အော်ဖြစ်တယ်။ဒါတွေပါရပါတယ်။ဒီတော့ဒီဒီရရရ။ရင်းကြင်းဖြစ်တယ်။ဘယ်လိုလဲ။ဒါအရောက်မှာဗီဇာပိုက်တင်တယ်လေ။ဒီဘက်ကဗီဇာပိုက်ဟို လိုက်ကူပေးနေအဲ့မှာဆုံးအဲ့မှာအသက်တော့ရှူသေးတယ်ပြောဟိုကျတော့သုံးတယ်လို့ပြောတယ်တပတ်ကူကတော့ချက်ချင်းအဲ့မှာပြေသွားတယ်ဒီစားတော့မသိဘူးအောက်ကသမီးတို့ကတော့နည်းနည်းလေးလောက်အဲ့ကိုတော်လေးကနည်းနည်းလောက်နည်းနည်းလောက်ရောက်ကွာမြင်ရတော့မြင်ရတော့ဝိုင်းကြီးလို့လည်းမရဘူးမြင်ဘူးလည်းတော့ကိုတော်နဲ့မှဆက်ဖြစ်တယ်ကိုတော်နဲ့မှလောက်သူအဲ့ကိုတော့ဘယ်လိုလဲဆိုတော့ပထမကိုတော်နဲ့တုံးရနေရဆောက်ပေါက်ခေါင်းဆောက်ပေါက်ဒီဝိရှင်းမှာဟောဒါပြ ်တော်တို့အထင်တော့ဘုရားကျွန်တော်ပြန်မပြန်သွားတယ်ကြောကုန်ရပါတော့ဒီစောက်တယ်ဆိုတော့ဒီမှာပဲတီဗီတီဗီအဟောင်းတွေလာကြည့်တယ်ဟုတ်တီဗီအဟောင်းတွေစောက်ပေါင်းစောက်ပေါင်းအဲ့ဒီအဲ့ဒီကိုတော်တွေကဘလူးပိုင်နဲ့ကိုတော်တွေဆိုးရလားပုတ်ကလေးကပုတ်ကလေးကဆိုးရငားရတယ်လို့လည်းကြားတယ်ဟုတ်လားဆိုးရငားရတာပုတ်ကလေးကငားရတာပေါ့အင်းဒါတော့ဆိုးရပိုင်တယ်ပေါ့နော်ဆိုးရပါဆိုးရပိုင်တာပုံတွေပိုင်တာဟောပုံတွေပိုင်နေအောင်ဆိုဟောပုံတွေကိုဟောဟုတ်တယ်ပုတ်ကလေးက မိလောင်ပေါက်ကွဲမှုတွင်တည်ဆုံခဲ့ကြရတဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဝင်တွေရဲ့ဇာပနာအခမ်းအနားကိုလည်းဒီကနေ့ညနေပိုင်းမှာပဲရေဝဲသုတ်တံမှာပြုလုပ်ဖို့ရှိနေပါတယ်။ဒီဇာပနာကိုအခမ်းအနားနဲ့တကွပြုလုပ်မှာဖြစ်တယ်လို့လည်းရန်ကုန်ကလာတဲ့သတင်းတွေမှာဖော်ပြထားပါတယ်။ဘာကြောင့်တည်ဆုံသူတွေကိုနေချင်းတကြိုရတယ်ဆိုတာကိုတော့မသိရသေးပါဘူး။ လက်ရှိအချိန်မှာတော့မိဘတဲ့ပြည်သူတွေအတွက်မင်္ဂလာတောင်ညွန့်မြို့နယ်ပသိညွန့်6လမ်းထိပ်မှာရှိတဲ့မဟာဝိဇ္ဇာယာမအကြောင်းတိုင်းမှာကယ်ဆယ်ရေးစကန်တစ်ခုဖွင့်လှစ်ပေးထားပါတယ်။ဒီကယ်ဆယ်ရေးစကန်ကိုတော့ဒီကနေ့မှာပဲမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဝင်နဲ့88မျိုးဆက်ကျောင်းသားတွေနောက်တစ်ခါနိုင်ငံရေးအကျဉ်းသားဟောင်းတွေလာရောက်ပြီးတော့ကုညီလှူဒါန်းမှုတွေလည်းရှိခဲ့ပါတယ်။

ကျန်ကြာဒီဒုစိတ်ရောက်ကမှရှိတဲ့ဒုက္ခတွေတွေကိုဒီဘေးဒုက္ခတွေတွေကိုကျွန်တော်တို့နိုင်ငံရေးကျင်းသားဟောများဟောဆီဆက်ရှင်မျိုးဆက်များနောက်ပြီးတော့ကျွန်တော်အင်းစိန်အဖွဲ့အင်းစိန်ရရှိတဲ့ရှင်များနောက်ပြီးတော့ဆရာတော်ရွှေကြဝါရဲ့တက္ကသကမများနဲ့အားလုံးစုပေါင်းပြီးတော့အခုကယ်ဆယ်ရေးပစ္စည်းတွေလာရောက်ဝေနေတာဖြစ်ပါတယ်။နောက်နေ့တွေလည်းဆက်ပြီးတော့ဝင်ဖို့ဆင်ရှင်ရှိပါတယ်။အခုအချိန်တွေကတော့ကယ်ဆယ်ရေးတွေကအခုချိန်ထိလိုအပ်နေသေးတွေ့ရတယ် ယ်ထိပ်ပြီးတော့ပစ္စည်းတွေဝေးတယ်ဆိုပေမဲ့တကယ်ရှိသေးတော့ဝေးကြည့်တဲ့ခါကျတော့မလောင်းကားတာကိုတွေ့ရရပါတယ်ဒါတို့ကအခုဒီနေ့စပြီးတော့ကျွန်တော်တို့ဝေးတာဖြစ်ပါတယ်မီးတောင်ပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိကြတဲ့ပြည်သူတွေကိုနိုင်ငံကူညီမှုအသင်းရန်ကုန်ကရန်ကုန်စေယုံကြီးနဲ့အုံနောက်နဲ့အာယုံကျော်ဌာနမှာစေဝါကူတာမှုခံယူနေသူအယောက်80လောက်ကိုလည်းအလူငွေတွေပေးအပ်ခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။